ဆောင်လေးကမိုးရီတဲ့ရှင်နေတော့စာအုပ်တအုပ်ပြုတ်ကျလာတာကိုတွေ့လိုက်ပါတယ်။သူကစာအုပ်ကိုကောက်ယူလိုက်ပြီးတော့အိမ်ပြန်ယူလာခဲ့ပါတယ်။စာအုပ်ကိုဖွင့်ကြည့်တော့ဒီစာအုပ်ကတိမ်မင်းစာအုပ်ဖြစ်ပြီးတော့ဒီစာအုပ်ထဲမှာလူတစ်ယောက်ရဲ့နာမည်ကိုချရေးလိုက်ရင်အဲဒီလူကတိမ်မင်းလို့ပထမစာမျက်နှာမှာရေးသားထားတယ်။ကောင်လေးကဒါကိုဖတ်ပြီးတော့မဖြစ်နိုင်ဘူးလို့တွေးရင်းနဲ့ရှည်လိုက်မိပါတယ်။တကယ်ကြတော့လူသက်သမားတစ်ယောက်လွတ်နေတယ်ဆိုတဲ့သတင်းကို TV မှာတွေ့လိုက်ရတယ်။ကောင်လေးက အပျော်သဘောနဲ့ပဲလူသက်သမားနာမည်ကိုစာအုပ်မှာချရေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့လူသက်သမားတည်သွားတဲ့သတင်းကသတင်းစာတွေမှာပါလာခဲ့။ကောင်းလေးအံ့ဩသွားပြီးတော့တေချာအောင်လို့စာအုပ်ကနာမည်ကိုပြန်စစ်ကြည့်ပါတယ်။တည်သွားတဲ့လူသက်သမားနဲ့တကယ်ပဲနာမည်အတူနေတော့သူလည်းစာအုပ်မှာဖတ်ခဲ့တာတွေကို စတင်ပြီးတော့ယုံကြည်လာတယ်။အဲ့ဒါနဲ့အနိုင်ကျင့်နေတဲ့အုပ်စုတွေကလူတယောက်ရဲ့နာမည်ကိုခြာရေးလိုက်ပါတယ်။အဲ့ဒီလူကသူ့ရှိမှပဲချက်ချင်းတည်ဆုံးသွားခဲ့ပါတယ်။ကောင်လေးကတယောက်ယောက်သူ့ကိုကြည့်နေတယ်လို့ခံစားရတာကြောင့်အပေါ်မောကြီးတော့သေမင်းတမန်ကိုတွေ့လိုက်ရတယ်။သေမင်းတမန်ကအနားရောက်လာပြီးတော့ စာအုပ်ကိုပထမဆုံးထိတဲ့သူသာလဲသူ့အမြင်နိုင်မှာဖြစ်ပြီးတော့အဲဒီလူကသူ့ရဲ့တခင်ဖြစ်လာမှလို့ရှင်းပြပါတယ်။ဒါကိုကြတော့ကောင်းလေးလည်းအရှမ်းဖြော်သွားခဲ့ပါတယ်။သူကအရင်ကနေစလို့မကောင်းတဲ့လူတွေရဲ့နာမည်ကိုစာအုပ်မှာချရေးပါတော့တယ်။ပြန်ပြီးဆွေးနွေးမှတယောက်ရဲ့နာမည်ကိုလည်းချရေးလိုက်တာကြောင့်တစားကန်နေလဲလွတ်သွားကြပါတယ်။အပြစ်သားတွေဇက်တိုက်သိနေတာလူတွေကတားဟာတစုံတယောက်ချောင်းဆိုတာဂေါလာဟာလာလို့ပြောလာခဲ့ကြပြီးတော့ တို့ဟာတို့နာမည်တောင်မှပေးထားခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။